ယောဟန်ခရစ်ဝင်ကျမ်းအခန်း30စာပိုက်51နဲ့51ကိုဖတ်ပါမယ်လူအများတို့သည်အထံတော်သို့ရောက်လာလင်ယောဟန်သည်နမိတ်လက္ခဏာကိုမပြတုတ်တော်လေဤသူ၏အကြောင်းကိုယောဟန်ပြောသည်မှန်ပေ၏ဆိုကြသဖြင့်ထိုရ၌လူများတို့သည်ကိုရောကိုယုံကြည်ကြ၏ပြောရတွေ့ရတယ်ယောဟန်ကယေရှုရဲ့အကြောင်းကိုပြောတယ် အဲ့ဒါကိုနားထောင်တဲ့သူတွေကယေရှုစီကိုရောက်လာကြတယ်နော်အဲ့လိုရောက်လာကြတဲ့အခါမှာယေရှုကိုယောဟန်ပြောတာမှန်တယ်ဆိုပြီးတော့မှယေရှုကိုယုံကြည်ကြတယ်လို့ပြောတာဖြစ်ပါတယ်ဆိုတော့လူတွေယုံကြည်ခြင်းတို့ရောက်ဖို့အတွက်ကယေရှုရဲ့အကြောင်းကို ပြောသမျှမှန်ကန်စွာ ပြောရင်ရပြီနော်ပြောရင်ရပြီ အရင်စွတ်ကွန့်ဖို့မလိုအပ်ဘူးပေါ့ဒီနေရာမှာယောဟန်ကဘာနမိတ်ခဏမှမပြဘူးနော်ယေရှုရဲ့ကြောင်းအမှန်ကန်စွာပြောတယ်လူတွေကအယုံကြည်လာကြတယ်ငရဲလွတ်တယ်သူတို့ပြောချင်တာဖြစ်တယ်လုကာခန်း6စာပိုက်16ဆက်ခွန်မှာလဲယောဟန်မရောက်မီတိုင်အောင်ပညရိကျမ်းနဲ့အနာဂရိကျမ်းရှိယောဟန်လက်ထက်မှတ်ဆ၍ဖျားသခင်နိုင်ငံတော်နဲ့ရှင်တော်ဧဝံဂေလိတရားကိုဟောလျက်ရှိလူများတို့သည်လည်း နိုင်ငံတော်ကိုအနိုင်ထက်ဝင်ကြ၏ယောဟန်ကဘာလို့တလဲပြောယေရှုအကြောင်းပြောတယ်ဆိုတော့ဘာပြောလဲဆိုတော့ဧဝံဂေလိသတင်းစကားကိုပြောတာဖြစ်ပါတယ်အဲ့လိုဟောရင်ဒီနေ့ယောဟန်လက်ထက်မှာလူတွေယုံသူတွေပဲကျွန်တော်လက်ထက်မှာလူတွေယေရှုယုံကြည်လာမှာဖြစ်တယ်ဒါနားလည်စစ်ချင်နော်အဲ့တော့ဒီ ယောဟန်ပြောတဲ့ဧဝံဂေလိဆိုတာပါလေပေါ့တေကောခံ55စာပိုက်34မှာငါဒီကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အရှိဦးစွာ အပေးသောအကြောင်းအရာဟုမူပါခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တင်းကြူပြီးမှကျမ်းစာလာသည့်အတိုင်းတုံ့ရမြောက်သောနေနဲ့ထမြောက်တော်မူ၏ အပေါ်ပိုင်းဖတ်မယ်ဆိုတာအင်္ဂလိပ်တရားဖြစ်တယ်တဲ့ဆိုတော့ဒီနေရာမှာတစ်ခါလေမှာတော့ကျွန်တော်တို့ပညာအမျိုးမျိုးနဲ့ဟောတယ်လို့ပြောရတွေ့ရတယ်နော်အကောလတဲ့ခန်းတစ်စာပိုက်28မှာလည်းတွေ့ရတယ်ပညာအမျိုးမျိုးနဲ့ဟောတယ်အဲ့ပညာအမျိုးမျိုးဆိုတာတစ်ကောခန်းတစ်စာပိုက်ခေါ်မှာဤကဘာမတိမရှိမီငါတို့ဘုံအတီဖြစ်စေခြင်းကဖျားသခင်စင်တော်မူသောပညာနည်းနည်းသောနော်အရာ၌ ခွန့်ထားသောဘုရားသခင်ပညာကိုငါတို့ပြတာကြဤနော်ပညာအမျိုးမျိုးသုံးတယ်ဆိုတော့ကဘာလဲလို့ပြောရင်တော့နည်းနည်းတဲ့ဘုရားသခင်ပညာကိုသုံးတာဖြစ်တယ်ရှင်ပေါလုကပဲသူကတမန်တော်ခန်း28စာပိုက်23မှာပါပြောသူတို့ဒီထိုသူတို့ဒီယေရှုရဲ့အကြောင်းများကိုယုံကြည်စေခြင်းကမောရှိပညတ်တိကျမ်းနဲ့အနာဂတိကျမ်းတို့ကို အမိပြုတ်၍ဖျားယောင်းသွေးဆောင်သည်ဖြင့်၎င်းနာနဲ့အချိန်မှဆိုင်ညအချိန်တိုင်အောင်ထုတ်ဖို့ဟောပြောလေ၏နော်အဲ့တော့မောရှိပညတ်တိကျမ်းနဲ့အနာဂတိကျမ်းအတမတရားကိုတိတဲ့ပညာအမျိုးမျိုးနဲ့ဧဝံဂေလိတရားဟောတယ်လို့ပြောတာဖြစ်ပါတယ်နော်ဒါကြောင့်ဧဝံဂေလိတရားကသူ့မှာတကူပါပိတာဖြစ်ပါတယ် ကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲကွန်ပြီးတော့မှနမိတ်လက္ခဏာမျိုးမျိုးအာပြဖို့စူးစမ်းပြီးတော့မှဟောဖို့မလို့လိုအပ်ရင်သူကနမိတ်လက္ခဏာကတော့သူဖြစ်မှာဖြစ်ပါတယ်နော်အထွေထွေကစူးစမ်းပြီးလုပ်ဖို့မဟုတ်ဘူးပေါ့ဒါကြောင့်အပိချန်တာကတော့ဒီနေ့ကျွန်တော်ယုံကြည်သူတွေဟာသင်ဟာဒီလောကမှာရှိနေသေးတာဘာတွေ့လဲအေဝံဂေလိ တရင်စကားကိုလူတွေကိုပြောပြဖို့ဖြစ်ပါတယ်လူတွေပြောပြဖို့ပြအဲ့လိုပြောတဲ့ခါမှာနမိတ်လက္ခဏာမပြပေမဲ့မှန်ကန်စွာပြောပါเนาะပြောရင်တင့်စကားကိုကြားတဲ့လူတွေကရေရှုပ်ကိုမိမိကဲတင်ရှင်ဖြစ်ယုံကြည်လက်ခံကြမှာဖြစ်ပါတယ်ဒါရိုးလေးပါပဲဒီနေ့ဆရာတို့လည်းဧဝံဂေလိတင်နန်းနေเนาะအချိန်အချိန်ချင်းကျွန်တော်ပြောဘူးလို့လို့ပါပဲเนาะ ရေမောင်လေးတင်နန်းနေ10ချိန်15ချိန်ဒါနှစ်စဉ်ကျွန်တော်တို့အိမ်မလေးတင်နန်းနေလုပ်ပါတယ်လုပ်ရခါမှာလဲဘာပဲပြောလဲဆိုတော့ရှင်ပေါ့လို့ပြောသလိုပဲရှင်မောရှိရဲ့ပညတ်တိကျမ်းနဲ့အနာဂတိကျမ်းပြောချင်တာဓမ္မောင်းကျမ်းကိုဓမ္မောင်းကျမ်းကို အမိပြုတ်ပြီးတော့မှတမာတယောက်တိတဲ့ပညာအမျိုးမျိုးနဲ့ဖြာယောင်းသွေးဆောင်စီးယုံနဲ့ လားတကယ်စေရနာနဲ့သူတို့ယုံလာအောင် ပြောတယ်တာဝန်ကြီးပြောတော်မူယုံလာအောင်စီယုံပြီးတော့မှဟလားပြောတယ်လို့ဆိုလိုတာဖြစ်ပါတယ်ဟာအဲ့အခါမှာလူတွေဟာနော်ယုံကြည်ကြတယ်ဆိုတာတွေ့ရတယ်ရှင်လုကအခန်းခွန်စာပိုက်28မှာငါဆိုဒီကမိမမွေးတော်သူတို့တွင်ဗပ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သောပရောဖက်တယောက်များမရှိတဲ့ ယောဟန်ကအယိုးလေးပါပဲအေဗုံကလေးသတင်းစကားကိုမှန်မှန်ကန်ကန်ပြောတယ်ပြောတဲ့ခါမှာလူတွေကယေရှုကိုယုံကြည်လာကြတယ်အဲ့တော့အဲ့လိုယုံကြည်လာကြတဲ့အခါမှာနမိတ်လက္ခဏာမပြုတ်ပေမဲ့နမိတ်လက္ခဏာပြုတ်တဲ့ဆိုကြပါစို့မောရှိရုတ်ကဲ့သို့သောပရောဖက်တွေ အလီယာအင်းရှဲတို့ကဲ့သို့သောပရိုဖက်တွေဟောအမျိုးမျိုးပေါ့ဒီဒီဒိုင်လာတို့လို့နော်နမလက္ခဏာအမျိုးမျိုးပြတဲ့ပရိုဖက်တွေရှိတယ်နော်သူတို့ထက်မငယ်ဘူးတဲ့အဲ့ဒီနမလက္ခဏာအမျိုးမျိုးပြတဲ့ပရိုဖက်တွေဟာယောဟန်ကိုမကြော်ဘူးတဲ့ဒါလို့ပြောတာတွေ့ရတယ်နော်သူတို့သူ့ထက်ကြီးမြတ်တဲ့ပရိုဖက်ကမရှိဘူးပြောတာကိုထောက်ရင် သူနဲ့ level တော့ရှိနိုင်ပါတယ်ဆိုတော့ကတော့ယေရှုကချီးမွမ်းတယ်ပေါ့ယောဟန်ကလည်းချီးမွမ်းတယ်အတိမတ်ပြုတယ်ပေါ့ဒါကြောင့်ယေရှုရဲ့ချီးမွမ်းခြင်းခံရတော့သူဟာဟောဟိုနမိတ်လက္ခဏာအမျိုးမျိုးပြချင်းထက်ဘုအရေးကြီးတာကတော့အေဝံဂေလိသတင်းစကားကိုနော်မှန်မှန်ကန်ကန်ပြောဖို့ဖြစ်တယ် အဲ့ဒါဆိုရင်လူတွေကဲတင်ချင်းတို့ရောက်ကြမယ်အဲ့ဒါဟာဖယားသခင်နဲ့ကောင်းကင်သားတွေကိုဝမ်းမြောက်စေတဲ့သူဖြစ်ပါတယ်နော်လုက္ကခန်း15မှာကျွန်တော်တွေ့ရတယ်ကျွန်တော်လောက်ရက်တွေအများကြီးရှိမှာပေါ့နော်အများကြီးရှိမှာပေါ့ဒါပေမဲ့အဲ့အများကြီးထဲမှာမှာ ဖယားသခင်နဲ့ကောင်းကင်သားတွေကိုဝမ်းမြောက်စေတဲ့လူရက်ကတော့လူတွေယေရှုကိုယုံကြည်လာအောင်ဧဝံဂေလိပြောခြင်းဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမေဆွေယေရှုကလည်းတင့်ကိုချီးမြှောက်ဖို့ရှိတယ်။သူနစ်တူဖယားခင်နဲ့ကောင်းကင်သားတွေဟာတင့်အဖြစ်ဝမ်းမြောက်ဖို့ရှိတယ်။ဟောဒီနေ့ယေရှုအကြောင်းကို အင်းဝင်လေးတရင်ကိုမှန်ကန်စွာပြောပါအဲ့ဒါဆိုရင်လူတွေကဲတင်ချင်းရမှာဖြစ်ပြီးခုနဘုရားသခင်ဝမ်းမြောက်စေတော်သူကောင်းကင်သားတွေဝမ်းမြောက်စေတော်သူယေရှုရဲ့ချင်းမွန်းတော်မှချုံခံရတော်သူဖြစ်လာလိမ့်မယ်ခွာပေးနဲ့နေကုန်းချုပ်ပါရယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော်အာမင်